ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ရုရှားရဲ့စစ်ရန်နေရာတွေမှာတခုခုမှာရနေပြီးဒါအရာအလုံးကိုပြောင်းလဲစေပါရစေ။ရုရှားသမ္မတပူချိန်ကဆိုမီလိုဒေတာတွေကိုပြစ်မှတ်ထားပြီးနှွေးဦးတိုက်စစ်အသက်စတင်နေပြီမေ။ဒီတိုက်စစ်ကြီးရဲ့အနောက်မှာရုရှားမကြေညာခြင်းနဲ့အရာတခုရှိနေပါရစေ။သူတို့ဟာယူကရိန်းမှာမနိုင်နိုင်တော့ဘူးဆိုတာပါ။ရုရှားရဲ့ခြေလင်းချက်တွေတိုက်ခိုက်ဖို့လိုအပ်တဲ့တင်ကားတွေဟာတဖြည်းဖြည်းပျောက်ကွယ်လာနေပါပြီ။ဇနတင်ကာရီကလည်းအတုံးမဝင်တော့တလားဖြစ်နေပါရဲ့ မြလက်နက်တွေအားလည်းတမိုင်းတခြားအနေဆုံးအခြေအနေကိုရောက်နေပါပြီ။အခုဆိုရင်တော့ရုရှားဟာယူကရိန်းမှာအနိုင်ရဖို့အတွက်လုံတင်နာရီကိုမလုံနိုင်တဲ့အခြေအနေရောက်နေပါတယ်။စစ်တရင်ကြောင့်ဂျိုနသန်လုံးနဲ့ဒေးဗစ်အက်စတိုကလိုတောင်ပလနဲ့ညူးစ်ဝီမှာဒီအချက်တွေကိုဖော်ထုတ်ခဲ့ပါတယ်။လူရဲဆောင်မမှာရုရှားအနေနဲ့ယူကရိန်းစစ်ပွဲမှာအနိုင်ရဖို့ဘာတွေလုပ်ဖို့လိုရဲဆိုတာကိုရိုးရိုးလေးရှင်းပြထားပါရယ်။ရုရှားဟာအခုပိုင်ဆိုင်ထားတာချက်နေမြေပိုသိမ်းမှုလိုပါရယ်။ဒါမှသာယူကရိန်းကိုအ short ပေးဖို့အတွက် PR ပေးနိုင်မှာပါ။ အခုချိန်မှာရုရှားကယူကရိန်းရဲ့20ရာခိုင်နှုန်းကိုသာထိန်းချုပ်ထားပါတယ်။စစ်ပွဲသုံးနှစ်ကျော်ကြာပြီးတဲ့နောက်ဒီလောက်ပဲသိမ်းနိုင်တာပါ။2022ခုနှစ်ဖေဖော်ဝါရီမှာတော့ယူကရိန်းကပူတင်ရဲ့ကြိုကြော်စစ်ကိုပြန်တွန်းလှန်ပြီးတဲ့နောက်ရုရှားတပ်တွေဟာယူကရိန်းနေပြည်တော်ရဲ့20ရာခိုင်နှုန်းကိုသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။အဲဒီကနေ2ရာခိုင်နှုန်းလောက်ပဲထပ်တိုးသိမ်းနိုင်တာပါ။ဒီလောက်နေတဲ့အတွက်ရုရှားစစ်တပ်ဟာစစ်သား9,300,000ကျော်တင့်က 16000ကျော်နဲ့ကာကွယ်ရေးရင်2000ကျော်ဆုံးရှုံးခဲ့ရပါတယ်။ရုရှားအနေနဲ့အနည်းဆုံးလူဟတ်နဲ့ဒိုနက်စစ်ဒေတာတွေကိုအပြည့်အဝသိမ်းပိုက်ဖို့လိုပါတယ်။ XGS အမအရာဒီဒေတာတွေဟာအရှေ့ယူကရိန်းမှာအကြီးဆုံးပညာရေးဖြစ်ပြီးပူတင်ရဲ့တိုက်စစ်အညာစီရဲ့ပြတ်မှတ်ဖြစ်နေသေးပါဆိုပေမဲ့ပူတင်တပ်ပြည်ထနာကတော့ဒီဒေတာနှစ်ခုစလုံးမှာကြုံတက်မှုတွေဟာနှိကွေးသွားပြီးဒီပြည်နယ်နှစ်ခုလုံးကိုအပြည့်အဝထိန်းချုပ်နိုင်မှုမိုင်ဆယ်မိုင်လောက်ချက်သိမ်းမှုအတွက်လိုနေသေးရပါပူတင်မှာဒီတုတ္တမှုတွေအတွက်နေပြူဟာရှိပါသေးတယ် ယူကရိန်းကိုအင်အားအများကြီးနဲ့ဖိအားပေးမယ်နေပါ။ဒါကြောင့်ရုရှားနဲ့မြောက်ကိုရီးယားစစ်သား၅သိန်းကျော်ကိုယူကရိန်းနဲ့ထည့်လိုက်တာပါ။တခြားနိုင်ငံတွေကလည်းငှားထားတဲ့ထောင်နဲ့ချီရဲ့စစ်သားတွေလည်းပါပါရယ်။ရုရှားတပ်တွေဟာယူကရိန်းကာကွယ်ရေးတပ်တွေကိုလူသူအလုံးရှင်နဲ့ဖိအားပေးပြီးချိုးဖျက်နိုင်မှုစီစဉ်ထားတာပါ။ဒါပေမဲ့ဒီလူသူအလုံးရှင်တွေတော့လူဟက်စ်နဲ့ဒိုနက်စစ်ကိုတိမ်မှုလိုအပ်တဲ့အင်အားမလုံလောက်ပါဘူး။ SCS အမအရရုရှားရဲ့နေပြူဟာကယူရှင်ပါရယ်။ယူကရိန်းရဲ့အာဏာနေတဲ့ရှေ့တန်းနောက်ပိုင်းကိုတိုက်ခိုက်မယ်နေပါ။ ဒီလိုတိုက်ခိုက်မှုတွေအတွက်တင်ကာရီကာကွယ်ရေးရှင်တွေနဲ့အခြားစစ်တပ်တပ်ဖွဲ့တွေရဲ့အထောက်ပံ့လိုအပ်ပါတယ်။ဒီလိုကာကွယ်ရေးရှင်တွေများများတုံနိုင်လေလေတိုက်ခိုက်မှုတွေပိုပြီးတော့ထိရလေပါပဲ။ဒီလိုမျိုးနေနဲ့ချိုးဖောက်ဝင်ရောက်ပြီးတဲ့နောက်ပူတင်ကသူ့ရဲ့လူသူအင်အားတလုံးမှုကိုအသုံးပြုပြီးယူကရိန်းတပ်တွေကိုဖိအားပေးရပါ။ဒါပေမဲ့ဒီနီးပြူဟာမှပြဿနာရှိနေပါတယ်။ပြဿနာတော့ဒီနီးပြူဟာ လုံခဲ့တဲ့၃နှစ်ကြာကာလအတွင်းထဲမှာအလုပ်ဖြစ်ခဲ့တာကပူတင်ကသူ့ရဲ့တပ်တွေရဲ့ကာကွယ်ရေးရှင်တွေကိုထိန်းသိမ်းနိုင်ခဲ့လို့ပါဆိုဖီယာခက်ကရှေ့ကျတဲ့တံကားတွေ၊ကာယင်တွေနဲ့အမျှတွေကိုတုလောက်ရုံနဲ့ကနေထုတ်သွင်းခဲ့ရတာပါဒါပေမဲ့ခုချိန်မှာတော့လုံနဲ့ Exto ရဲ့ဆောင်းပါးတွေအရာဒီဆက်တက်ရင်တွေပြောက်ွယ်သွားပါပြီပူတင်ရဲ့ယူကရိန်းတဝန်ကတိုက်ခိုက်မှုတွေဟာရုရှားအနေနဲ့ယူကရိန်းမှာအနိုင်ရဖို့မဖြစ်နိုင်တော့တဲ့အခက်အခဲတွေကိုဖြစ်စေခဲ့ပါတယ်ခရမလင်ကသတ်မှတ်ထားတဲ့အချိန်အတွင်းဆိုတာပိုတော့မဖြစ်နိုင်တော့ပါဘူးဒါဆိုမေးစရာရှိလာပါတယ် ရုရှားဟာယူကရိန်းမှာဘာလို့အခုချိန်မှာမနိုင်နိုင်တော့ရလဲရုရှားဟာလွန်ခဲ့တဲ့၃နှစ်အတွက်အားထားခဲ့ရတဲ့ဆိုဖီယာခေတ်ကလက်နက်သူလောင်ယုံတွေကိုကုန်ခံသွားပါပြီဒါကြောင့်ယူကရိန်းရဲ့နောက်ပိုင်းကိုတိုက်ခိုက်မှုတွေရဲ့ပြင်းအားအကြီးအကျယ်ရောကြသွားပါတယ် Insider သတင်းဌာနက2024ခုနှစ်ဖေဖော်ဝါရီမှာရေးသားခဲ့တဲ့အတိုင်းနောက်ဆုံးခံမှန်းချက်တွေအရရုရှားဆက်လက်နက်တွေကုန်ခံလုပ်နေပါဖြစ်နေပါတယ်ဆက်လက်နက်ဆုံးရှုံးမှုတွေကိုမှတ်တမ်းတင်နေတဲ့ ORS ကအတူပြုမှတ်တမ်းတင်တာပါ ဒါကြောင့်ယူကရိန်းဗန္နာယင်ဝင်ကြီးဌာနကထုတ်ပြန်တဲ့ကနန်းတွေထက်တိတိတသားနည်းနေရပါအရှင်ကပြောခဲ့တယ်လို့ပဲယူကရိန်းကရုရှားဆုံးရှုံးမှုကို36500နီးပါးလို့ခန့်မှန်းထားပါတယ်။ ORS ရဲ့ခန့်မှန်းချက်ထက်သုံးဆပုံများရဲ့ပမာဏပါ။ဘယ်လိုပဲဖြစ်ဖြစ်ဒီဆုံးရှုံးမှုတွေဟာရုရှားအတွက်ယူကရိန်းမှာအနိုင်ရဖို့ကြိုးစားနေတဲ့လုပ်ငန်းစဉ်ကိုကြီးမားစွာထိခိုက်စေပါတယ်။ပိုဆိုရာကရုရှားရဲ့လက်နက်ပစ္စည်းတွေကိုပြန်ဖြည့်တင်းနိုင်စွမ်းလေးကြဆင်နေပါတယ်။ တင်ကားတွေကိုဥပမာထားပြောရရင် RS ရဲ့ကနန်းတွေအတိုင်းဆိုရင်ရုရှားဟာတစ်နှစ်ကိုတင်ကား666စီးနှုန်းဆုံးရှုံးနေပါတယ်။ပြဿနာကသူတို့ရဲ့ထုတ်လုပ်ရေးစက်ရုံတွေကတစ်နှစ်ကို T90 တင်ကား250လောက်ပဲထုတ်နိုင်ပါတယ်။ insider ရဲ့အဆိုအရစစ်စစ်ပံအသစ်ထုတ်လုပ်နိုင်တဲ့တင်ကားအရင်အတွက်က300ချမပိုပါဘူး။ပူတင်ဟာအရင်နောက်အထိပြဿနာကိုဆိုဖီယာခက်ကတင်ကားဟောင်းတွေကိုပြန်ပြင်ပြီးအသုံးပြုခဲ့ပါရယ်။ရုရှားရဲ့ကြီးမားတဲ့ဒေါ်လာရုံတွေကထုတ်ယူပြီးပြင်းထန်တဲ့ကြီးတက်တိုက်စစ်တွေကိုဆက်လက်ဆင်နွှဲနိုင်ခဲ့တာပါ။ အခုတော့ဒီတူလာယုံတွေလည်းကန့်ခန့်လာပါပြီ new ways ရဲ့တရင်အရာကတော့2026ခုနှစ်အထိပဲရုရှားမှာတင်ကားတွေလက်ရှိအရေးအတွက်အတိုင်းထောက်ပံ့နိုင်လို့မယ်လို့ဆိုပါရယ်2024ခုနှစ်တနှစ်ထဲမှာရုရှားဟာအထူးကတိုက်တင်ကား1500နဲ့ကာကွယ်ရေးရင်2800ကိုပြန်လည်မိုးမှန်ခဲ့ပါရယ်တူလာယုံတွေထဲမှာအခုထိထောင်ထဲချီပြီးတော့ကြံနေသေးပေမယ့်အခုသူတို့ရင်ဆိုင်နေရတဲ့ပြဿနာကအရင်ကမရှိတဲ့ပြဿနာပါ ပူတင်ကဆိုဖီယာခေတ်ကတူလာရောင်တွေကနေစတင်ထုတ်ပြီးတော့တုံးတုံးကအကောင်းဆုံးခြေနေရှိတဲ့တင်ကားတွေကိုရွေးချယ်ခဲ့တာပါ။နှစ်ပေါင်းများစွာတူလောင်ချပြီးပြည်စင်းနေတဲ့တင်ကားတွေကအခြားတင်ကားတွေအစိပ်ပိုင်းတွေနဲ့ပြန်ပြင်ခဲ့တာပါ။အခုတော့ဒီတင်ကားအများစုဟာယူကရိန်းစစ်မြေပြင်မှာပြည်စင်းနေပါပြီ။ရုရှားမှာအခုကြန့်ရှိနေတာကအရင်ကပြန်မပြင်ခဲ့တဲ့တင်ကားတွေပါ။ဒီတင်ကားတွေဟာပိုပြီးတော့ပြည်စင်းနေတဲ့အခြေအနေရှိပြီးပြန်ပြင်မှုအချိန်ပိုကြမယ်။ပြည်စင်းနေတဲ့တင်ကားများစွာရဲ့အစိပ်ပိုင်းတွေလည်းလိုအပ်လာနိုင်ပါသေးတယ်။ ဒါကြောင့်ရုရှားမှာရှိတဲ့တင်ကအရေးအတွက်ဟာစတိုက်ကြဆင်လာနေရပါတင်ကတစီဆုံဆုံတိုင်းအစားထိုးဝတ်ပြန်ပြင်ဆင်ရတဲ့တင်ကတွေဟာပုံပုံပြီးတော့ပြည့်စည်နေအချိန်လေးဖြစ်လာပြီးအရင်ကထက်အချိန်ပိုပြီးတော့ယူရပါတယ်။ကာကွယ်ရေးရှင်တွေအတွက်လည်းအလားတူအချိန်လေးပါပဲ။ရုရှားဟာတနည်းကိုချင်းလင်းတပ်သားတင်နဲ့ကာရင်160လောက်ထွက်လွန်နိုင်ပါတယ်။အဲဒီထဲမှာမှ BMB3 တွေ460လောက်နဲ့ BTR82s တွေ300ကနေ400လောက်ပါဝင်ပါတယ်။ ီထဲမှာ BTR-82 တွေကတည်တံ့ပြဿနာတစ်ခုဖြစ်နေပါတယ်။ရုရှားရဲ့အသက်လွတ်ဆိုရယ် BTR-82 တတော်များများဟာတကယ်တော့ဟောင်းနေပြီဖြစ်တဲ့ရှင်တွေကိုခင်မီအောင်ပြန်ပြန်ဆန်ထားတာပါ။ဒါကြောင့်သူတို့ကိုချက်ပြီးတော့သုံးလို့ရှာနေရပါ။တပိမဲ့ကနန်းတွေကမကင်ညီပါဘူး။ RSK ပိုပြီးတော့တည်ကြတဲ့ခန်းမျိုးတော်မှရှုသုံးခြင်းချင်းလင်းတက်သားတင်ကာရင်က4146စီဆုံရှုံမှုကို3နှစ်နဲ့ဆိုင်ရင်တော့တစ်နှစ်ကို1385စီနှုန်းဆုံရှုံနေရာကိုကြည့်ရပါရစေ။ ကြကရုရှားရဲ့တနစ်စာထုတ်လုပ်နိုင်စွမ်းချက်ရင်900ပိုပြီးတော့များနေရပါဒီရင်တွေရဲ့တူလာယုံတွေနှဲလာတာနဲ့အများထုတ်လုပ်နိုင်တဲ့ပမာဏဟာပိုပြီးတော့နှေးကွေးလာပါတယ်ဒီနှေးကွေးမှုကရှောင်လဲလို့မရပါဘူးရုရှားမှာစစ်မဖြစ်ခင်ကတူလန်ထားတဲ့ပမာဏရဲ့41ရာခိုင်နှုန်းကလေ52ရာခိုင်နှုန်းလောက်ပဲကျန်တော့တယ်လို့သိရပါဗျ။ဒါရီကအောက်ဆုံးအကြဆုံးအရှိသေးနေတဲ့ရှင်တွေပါ။အရင်ကတစ်ခါနှစ်ခါသုံးခါတိုင်အောင်ပြတ်မပြင်းခဲ့တဲ့ရှင်တွေပါ။ ဘာလို့လဲဆိုတော့သူတို့ရဲ့အခြေအနေကပြန်ပြန်မှုလုံးဝမဖြစ်နိုင်လောက်အောင်ဆိုးရနေလို့ပါပြန်ပြန်မှုလာပါများစွာကြာမြင့်မှာဖြစ်ပြီးတော့ပြန်အသုံးပြုနိုင်မှုတော့မဖြစ်နိုင်တော့တဲ့အခြေအနေမျိုးပါဒီရင်တွေနဲ့ပတ်သက်တဲ့ပြဿနာတွေကိုတက်ပြီးတော့အထောက်အထားလုပ်ခြင်းရင်းရုရှားရဲ့တိုက်တက်မှုနဲ့ပါလာတဲ့တိုက်ခိုက်မှုတွေအတွက်စက်တက်တပ်ဖွဲ့တွေကိုအစားထိုးဖို့အတွက်ဘာတွေလုပ်နေလဲဆိုတာကြည့်လိုက်ရမှာပဲ။ဧပြီ9ရက်နေ့ထိရုရှားဟာယူကရိန်းကိုနှွေဦးတိုက်စစ်အသစ်စတင်ခဲ့ပါတယ်။ Keith Bose ရဲ့ဖော်ပြချက်အရဒီတိုက်စစ်ဟာ2024ခုနှစ်နှစ်ကုန်ပိုင်းမှာအသုံးပြုခဲ့တဲ့ပေါ်ပါတဲ့ခြေလင်းချက်တွေနဲ့တိုက်ခိုက်မှုပုံစံကနေပြောင်းလဲလိုက်တာပါ။ဒါပေမဲ့ဒီတိုက်ခိုက်မှုတွေမှာပြဿနာတစ်ခုရှိပါသေးတယ်။အရင်တော့ကတင်ကာရီနဲ့ကာကွယ်ရေးရှင်တွေကိုအများကြီးအားကိုးကြရကနေအခုဆိုရင်တော့ရုရှားတပ်တွေကိုမော်တော်ဆိုင်ကယ်တွေအရက်သားသုံးကာရီနဲ့ SUV တွေကိုပြောင်းလဲပစ်လိုက်တဲ့ကာကွယ်ရေးရှင်အဖြစ်အသုံးပြုပြီးတော့တိုက်ခိုက်ခိုင်းနေရပါတယ်။ ဧပြီလပထမပတ်ကချာဇီဗီယာဒေသရဲ့တောင်ပိုင်းမှာယူကရိန်းတပ်တွေကရုရှားရဲ့စစ်တပ်တပ်ဖွဲ့တစ်ခုလုံးကို ပြန်လည်ပြီးတော့တွန်းလှန်နိုင်ခဲ့တဲ့အခါမှာရုရှားရဲ့ဒီပူဟာအသေးရဲ့အကျိုးဆက်ကိုမြင့်တွေ့ခဲ့ရပါတယ်။အဲဒီတိုက်ပွဲမှာရုရှားဘက်ကအားနည်းတဲ့ကာယင်73စီမော်တော်ဆိုင်ကယ်တွေနဲ့အရက်သား၃နဲ့ကားတချို့လည်းပါဝင်ခဲ့ပါတယ်။ ကပူတင်ရဲ့ကျူးကျော်စစ်အစောပိုင်းကာလတုန်းကယူကရိန်းရဲ့နောက်ပိုင်းကိုတိုက်ခိုက်ဖို့အတွက်အသံပြုခဲ့တဲ့တင်ကားနဲ့ကာယင်အမြောင်များနဲ့စီးတဲ့တိုက်စစ်တွေနဲ့ရှင်ရင်တော့အလန့်လေဝေးကွာလွန်လာပါရယ် S နဲ့ Liru ရဲ့မှတ်ချက်တွေအရရုရှားမှလူဟတ်စ်နဲ့ဒိုနက်စစ်တို့ရဲ့ကျန်တဲ့အပိုင်းတွေကိုတင်ပိုင်ဖို့အတွက်လူအတဲ့အရေးသွေးနဲ့ပမာဏရှိတဲ့ကြီးတက်တိုက်စစ်တွေကိုဆက်လက်ဆင်နွှဲဖို့အတွက်လူအတဲ့အရှင်မြင့်တွေမရှိတော့ပါဘူးဒီကကွေအရာစုမရှိဘူးဆိုရင်ရုရှားရဲ့တိုတမ်မူရီဟာနေကွေတာပြီးစစ်ပွဲဟာရှုံနေမှုနဲ့ရင်ဆိုင်ရနိုင်ပါ रे ီးပြဿနာကိုပိုပြီးအောင်ဆိုစီတဲ့အချက်ကရုရှားရဲ့အမျှော်လင့်တဲ့ပြဿနာပါပဲ။ရုရှားမှာအမျှော်လင့်တဲ့ပတ်သက်တဲ့ပြဿနာကြီးတစ်ခုရှိနေပါတယ်။ယူကရိန်းကာကွယ်ရေးတပ်တွေကိုပြစ်ခတ်ဖို့လိုအပ်နေတဲ့အမျှော်တွေရောအဲ့ဒီအမျှော်တွေအတွက်လိုအပ်တဲ့ကြီးတွေပါကုန်ခန်းလာနေပါပြီ။ဒီပြဿနာက2024ဇန်နဝါရီလကရေကစတင်ခဲ့တာပါ။ JVSK သတင်းနေအရာအခြေအနေကအယံကိုဆိုလာတဲ့အတွက်ရုရှားဟာရွှေလမ်းမှာရှိနေတဲ့အမျှော်တွေဆက်ပြနိုင်မို့ဟောင်းနေပြီးဖြစ်တဲ့အမျှော်တွေကလည်းပြုံးတွေကိုချွတ်ယူပြီးအစားထိုးနေရတယ်လို့ဆိုပါရယ် အဲ့ဒီချိန်လုံကရုရှားဟာတနေ့ကိုအနည်းဆုံးအမြောက်ကြီးတပ်သားနှုန်းနဲ့ယူကရိန်းကိုပစ်ခတ်နေရလို့အစ်ကဖော်ပြခဲ့ပါရယ်။ဒါကအမြောက်တစ်လက်အတွက်ကြီးငါလုံးနှုံးမှာပဲ။ဒီလိုပစ်ခတ်နှုန်းနဲ့ဆိုရင်ရုရှားတုံးနေအမြောက်တွေကတစ်နှစ်လောက်ခံနိုင်ပါရယ်။ကြပိမယ်ရှီတိုင်းရဲ့အရေးကြီးတဲ့နေရာတွေမှာရှိတဲ့အမြောက်တပ်ဖွဲ့တွေကတနေ့ကိုချီငါလုံးထပ်ပို့ပြီးတော့ပြင်နေကြအောင်အမြောက်တွေပြည်စီနှုတ်ပို့ပြီးတော့ညံနေပါရယ်။ဒါကရုရှားအတွက်ကြီးမားတဲ့ပြဿနာပါ။ အမြောက်အသစ်တွေထုတ်ဖို့အတွက်လိုအပ်တဲ့အရေးသင့်မြင်တဲ့တာမဏိနဲ့တည်ကြတဲ့ဆက်ကရီယာတွေရှိတဲ့ဆက်ယုံကနှစ်ခုပဲရုရှားမှာရှိပါတယ်ဒီဆယုံတွေကအမြောက်ပျက်စီးနှုန်းကိုမမိနိုင်တော့တာကြောင့်ပူတင်ကတခြားအမြောက်တွေကနေအမြောက်တွေချွတ်ယူပြီးတော့ရှေ့တန်းမှာသုံးဖို့အတွက်လုပ်နေရတာပါအကျိုးဆက်ကရှင်းနေပါတယ်တခြားအမြောက်တွေကပြုံနေဆုံးရှုံးပါရင်အဲ့ဒီအမြောက်တွေကိုမသုံးနိုင်တော့ပါဘူး ယူကရိန်းစစ်မြေပြင်ရှိတဲ့ကအမျှတွေပျက်စီးသွားတဲ့အခါမှာပူတင်ကသူ့ရဲ့လက်ရှိအမျှတွေဆက်ပြစ်နိုင်မှုတူလောင်ထားတဲ့ပစ္စည်းတွေကိုစည်ရင်းနေရတာပါ၂025ရောက်တဲ့အခါမှာဒီမဝေးမြင်တဲ့ဗျူဟာရဲ့တက်ရောက်မှုတွေကိုရုရှားမှမြင်တွေ့လာနေရပါတယ်ပူတင်ရဲ့ကျူကျစစ်အစိုးရမှရုရှားမှာအမြောက်ရှုနဲ့တပေါင်း900လောက်တူလောင်ထားပါရယ်။ယူကရိန်းဗန္နာယီဝင်ကြီးဌာနရဲ့အဆိုအရဒီအမြောက်တွေအလုံးကြီးပါပျက်စီးသွားပြီလို့ဆိုပါရယ်။ပူတင်ကြတဲ့ ORS ရဲ့ကဏ္ဍတွေအရဆိုရင်တော့ရုရှားဟာအမြောက်ယူနဲ့2000လောက်ဆုံးရှုံးခဲ့ပါရယ်။ ြေးရဲမှာတွဲဆဲအမြောင်မောင်းနေအမြောင်နဲ့အမြောင်ကြီးများပြက်လွတ်နိုင်တဲ့စနစ်တွေပါဝင်ပါတယ်။ဒီနေရာမှာပူတင်ရဲ့အမြောင်အစားထိုးမှုနဲ့ဆက်ဆက်တရားမှုတွေကိုမြင်တွေ့ရပါတယ်။အဲဒီ unit တွေဆုံးရှုံးတဲ့အခါမှာတူလာယုံတွေကအမြောင်တွေနဲ့အစားထိုးဖို့လိုပါတယ်။ဒါကြောင့်ဒီကနန်းတွေကသဘာဝအတိုင်းရော့နေလာနေရဖြစ်ပါတယ်။ဒါပေမဲ့ရုရှားကတူလာယုံတွေကအမြောက်တွေအနေပြုံးနေချွတ်ယူပြီးတော့ရှေ့တန်းမှာရှိတဲ့အမြောက်တွေဆက်ပြနိုင်မှုလုံနေအောင်ပို့ဆိုးနေပါရယ်ရုရှားရဲ့အမြောက်လက်နက်တူလာမှုတွေတဖြည်းဖြည်းကုန်ဆုံးလာနေပါပြီ။ ပုံမှန်ဆိုရင်အသုံးပြုနိုင်တဲ့အညတ်တပ်ဖွဲ့တွေဟာအခုဆိုရင်ပြုံမရှိပဲပြည်စည်းရွှေရွှင်လာနေပါပြီ။ရုရှားရဲ့ထုတ်လုပ်ရေးလုပ်ငန်းတွေကလည်းဒါရီကိုပြန်လည်အသုံးပြုလို့မရအောင်ဖြစ်နေပါရဲ့။ဒီလိုမျိုးကိုကိုကိုစားသုံးနေရတဲ့အညတ်လက်နဲ့အခြေအနေဟာရုရှားမှာအညတ်တပ်ဖွဲ့တွေအများကြီးမကြံတော့ဘူးဆိုတာကိုကြားနေပါရဲ့။ insider တရင်ဌာနရဲ့ဖော်ပြချက်အရအခုဆိုရင်ရုရှားမှာတွေ့ဆဲအမြောက်6180လောက်ပဲစံတော့တယ်လို့ဆိုပါရယ်ပူတင်ရဲ့ကျွတ်ကျော်စစ်စတင်တော့ဆိုရင်13263ခုရှိခဲ့တာပါ မောင်းနေအမြောက်ယူနစ်တွေမှာဆိုရင်အရင်က4662ခုရှိခဲ့ရကနေအခုဆိုရင်တော့2629ခုပဲကျန်တော့တယ်လို့ဆိုပါရယ် Multiple Lash Broadcast System တွေမှာဆိုရင်လည်းစစရုံက5518ခုရှိခဲ့ရကနေအခုဆိုရင်တော့9ပုံတစ်ပုံလောက်ပဲကျန်တော့တာပါတင်ကနေကာဝေးရှင်တွေလိုပဲရုရှားတူလောင်ရုံထဲမှာကြန့်ရှိနေတဲ့အမြောက်လက်နက်တွေဟာအရှိအသေးအညံ့ဆုံးတွေပါပဲဒီ unit တွေရဲ့အခြေအနေဟာဆိုးရွားနေအောင်ပုံမှန်ပြုပြင်ထိန်းသိမ်းရမယ့်အပြင်အမြောက်စားထုတ်မှုတွေလည်းပုံမှန်လိုအပ်နေပါသေးတယ် ီးပြဿနာတွေအပေါ်မှာယူကရိန်းရဲ့ခြောက်လှန်ရေးတိုက်ခိုက်မှုတွေကတဆင့်ဖိအားပေးနေပါတယ်။ Kiev Independent ရဲ့ April 9ရက်နေ့ထုတ်တဲ့သတင်းတရက်အရယူကရိန်းရဲ့အကွာအဝေး drone နဲ့ drone တီတိုက်ခိုက်မှုတွေဟာဆိုရင်ရုရှားရဲ့ကြီးတုလောင်ယူနေကိုပြတ်မှတ်ထားပြီးတော့ရုရှားအမြောက်ယူနေထားမှများစွာကိုဖျက်ဆီးနိုင်ခဲ့တာကြောင့်ပူတင်ရဲ့အမြောက်ကြီးပြန်တော်ကိုတဝက်ဆွတ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ယူကရိန်းတမရောကကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးအလက်ဇန်ဒါဟာရုရှားဟာတနေ့ကိုအမြောက်ကြီး၄000နှုန်းကနေ2000နှုန်း နှုတ်အထိရှင်းချလိုက်နိုင်တယ်လို့ပြောကြားခဲ့ပါရယ်။ကျွန်တော်တို့ဟာဒီလမ်းကြောင်းတိုင်းဆက်လက်တိုးချဲ့နေပြီးအကွာအဝေးတိုက်ခတ်မှုတွေရဲ့အရှိအအဝါ scale နဲ့စမ်းဆောင်ရည်တွေကိုတိုးမြှင့်နေပါရယ်။1900ကီလိုမီတာ1050မိုင်ကျော်အထိရောက်ရှိနေပြီဖြစ်ပါတယ်လို့သူကဆိုပါရယ်။ကျွန်တော်တို့ရဲ့အဖွဲ့တွေကလူမဲ့ရင်အစိပ်ပိုင်းတွေလည်းတွန်းမြင့်နေပါတယ်လို့ဆီရိုဘက်စကီကဖြည့်ဆက်ပြောကြားခဲ့ပါတယ်။တနည်းအားဖြင့်ရုရှားဟာအမြောက်ကြီးတူလောင်ယုံတွေကိုပုံမဝေးကွာတဲ့နေရာကနေတိုက်ခိုက်မှုတွေပုံမခံစားရမယ့်အချိန်ကာလတစ်ခုကိုရောက်ရှိနေပါပြီ။ မလ28ရက်နေ့မှာတော့ယူကရိန်းတပ်တွေဟာတရက်ထင်းနဲ့အမြောက်လက်နဲ့122ခုကိုဖျက်ဆီးနိုင်ခဲ့ပါရယ်။တဟာပူတင်ရဲ့ကြကြဆဲဆတင်ကလေးကယူကရိန်းရဲ့တရက်အတွင်းအများဆုံးဖျက်ဆီးနိုင်မှုစံချိန်တင်ရလာပါပဲ။ဒီချက်တွေကရုရှားရဲ့အမြောက်လက်နဲ့တွေဟာအရှေ့အတွက်နေပါလာအောင်တာမကထိရောက်မှုလဲကျော်လင်းလာနေပြီးတော့ယူကရိန်းနဲ့ကိုပို့လိုက်တဲ့အမြောက်လက်နဲ့တွေရဲ့အားနည်းချက်တွေလည်းပုံများလာနေရဲ့ဆိုတာကိုဖော်ပြနေပါရယ်။တအားလုံးဟာပူတင်အတွက်ကြီးမားတဲ့စစ်ပွဲကိုအဆုံးသတ်နိုင်လောက်တဲ့ပြဿနာတစ်ခုဖြစ်ပေါင်းစည်းလိုက်ပါရယ်။ SK အစိုးရရုရှားစစ်တပ်ဟာရန်သူနယ်မြေတွေမှာလျင်မြန်စွာခြေတပ်ဖို့အတွက်အာကိုနေကြတပ်ဖွဲ့အမျိုးအစားတွေဟာမိုင်းထောင်ထားတဲ့အမြောက်တပ်ဖြန့်ကျန်ထားတဲ့ဒရုန်းတွေနဲ့ကင်းလှည့်နေတဲ့တိုက်ပွဲမျက်နှာစာမှာမျိုးသုံးလူနေပါဖြစ်လာနေပါတယ်။ဒါဟာနောက်ထပ်ဆိုရင်တော့အချက်လက်ကောင်းတစ်ခုပါရုရှားဟာတင်ကာရှင်နဲ့အမြောက်တပ်ဖွဲ့တွေမှာကြုံတွေ့နေရတဲ့ထထုံမှုဆိုင်ရာပြဿနာတွေအပြင်ယူကရိန်းကပူတင်ရဲ့တိုက်ပွဲမျက်နှာစာကိုပုတ်လွတ်နိုင်တဲ့အရာတွေကိုဖယ်ရှားဖို့အတွက်အဟောင်းနဲ့အသက်ပေါင်းဆက်ထားတဲ့ညရဲ့ထက်မြက်တဲ့ဗျူဟာတွေကိုအသုံးပြုခဲ့ပါတယ်။ X ကမှတ်ချက်ပြုထားသလိုပဲယူကရိန်းဟာရုရှားရဲ့အကာအကွယ်ရှင်တွေတွေသွာလာလို့ရမြေပြင်မှာမိုင်းတွေဒါဇင်နဲ့ချီထောင်ထားပြီးအဲ့ဒီမြေပြင်ကိုသူတို့ရဲ့အမြောက်တွေနဲ့ပြတ်မှတ်ထားပါရယ်ဒီလိုနေပြင်ဟာရီဟာရာစုနှစ်တစ်ခုလောက်မှာတိတ်ပြီးတော့ပြောင်းလဲမသွားခဲ့ဘူးလို့ X ကဆိုပါရယ်တဘီမေဒီဗျူဟာရီဟာပထမကမ္ဘာစစ်ကရေကတိတ်ပြီးတော့မတိုးတက်လာတဲ့ရုရှားရဲ့ချစ်တမှုကိုထိရောက်စွာတွန်းလှန်နိုင်ပါရယ် ဒီပြူဟာဟောင်းတွေကိုယူကရိန်းကမရှုံနိုင်လောက်တဲ့အတိုင်းကြောင့်လည်းအုံပြုနေတဲ့ပောက်ကွဲဒရုန်းတွေနဲ့ပေါက်ဆက်လိုက်တဲ့အခါမှာရုရှားရဲ့အကာအကွယ်ယူနစ်တွေကိုဖျက်ဆီးပစ်တဲ့သုံးချက်ပေါင်းထုံမှုတစ်ခုဖြစ်လာပါရယ်။မိုင်းတွေကတင့်ကားရီနေရှင်တွေကိုပိတ်ဆို့ထားပြီးအဲဒီရှင်တွေကိုအမြောက်ပြက်ခတ်မှုတွေအတွက်အားနည်းစေပါရယ်။ဒီကာကွယ်ရှင်တွေမရှိရတဲ့အခါမှာရုရှားဟာအမြောက်တွေကိုယူကရိန်းရဲ့ပြတ်မှတ်တွေစီအကွာအဝေးတဲ့ရှောက်အောင်မပို့နိုင်တော့ပါဘူး။အထူးသဖြင့်အဲဒီအမြောက်တွေကိုယူကရိန်းရဲ့ကာမီကာစီဒရုန်းတွေရဲ့အုပ်စုကြီးကပြတ်မှတ်ထားနေတဲ့အချိန်မှာပါ။ စစ်ဘက်ဆိုင်ရာဘလော့ကတ်ဦးကပြောတယ်လို့ပါပဲတိုက်ပွဲမျက်နှာစာတခြားဒီခုကံမူရီဟာတိတ်ပြီးတော့တိတ်တဲလို့နဲ့အတွက်ရုရှားရဲ့စစ်မှုရှင်တွေတွေဟာတိုက်ခိုက်မှုစတင်မှုအတွက်မျက်နှာစာတိရောက်မလာတာများပါတယ်ဒါမှမဟုတ် SK ပြောပုံအရာ2025မှာရုရှားရဲ့တိုက်ခိုက်မှုတိုင်းဟာမိကြီးရီရဲ့တံပြိုလောက်တဲ့တိုက်ခိုက်မှုနဲ့ရင်ဆိုင်ရနိုင်ပါတယ်ဒီတောင်ပြိုလောက်တဲ့တိုက်ခိုက်မှုနဲ့ရုရှားရဲ့စက်ကရီယာပြဿနာတွေပုံပုံနဲ့ဆိုင်လာမှုတို့ပေါင်းစပ်လိုက်တဲ့အခါမှာပူတင်ဟာဒီစစ်ပွဲမှာအနိုင်မရဘူးဆိုတာကိုပြသနေပါရယ် S ရဲ့အဆိုအရဆိုရင် နေမီသိပ်ပိုင်မှုဟာရုရှားရဲ့အောင်မြင်မှုရဲ့တော့ချက်ဖြစ်တယ်ဆိုရင်2025မှာရုရှားဟာတာဂိုအလွန်ဆူရစွာလှုပ်ဆောင်နေပါရီတာဟာစစ်ပွဲလေလာရေးဌာန ISW နဲ့ပြည်တိုင်ကာကွယ်ရေးဝန်ကြီးဌာနရဲ့အဆိုအရဖြစ်ပါရီသူတို့နှစ်ခုစလုံးကဧပြီလမှာစီးရဲစရာတွေထုတ်ပြန်ခဲ့ပြီးရုရှားရဲ့တိုက်တက်မှုတွေဒီနှစ်မှာဘလောက်နေကွေးသွားလဲဆိုတာပြသခဲ့ပါရီ ISW ရဲ့အဆိုအရရုရှားဟာ2025ဇန်နဝါရီမှာယူကရိန်းရဲ့နေမြေ165စတူယံမိုင်ကိုသိမ်းပိုက်နိုင်ခဲ့ပါရီ နောက်တလာကြမှာတင်ပိုင်မှုဟာ139စတူယံမိုင်အထိကျဆင်းသွားပြီးမလာမှာ88စတူယံမိုင်အထိထပ်မံကျဆင်းသွားပါရယ်ဟုတ်ကဲ့ပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်